မင်္ဂလာပါရှင်ဇွန်လ28ရက်စနေနေ့ရက်ဒီမဲ့ပွဲရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ပါကစ္စတန်ရဲ့နျူကလ িয়ার တိုက်ချင်းပြေဒုံးကြီး ICBM ကိုဝါရှင်တန်သတိပေးတဲ့သတင်းဖြစ်ပါတယ်အမေရိကန်ထောက်လှမ်းရေးအရင်းမြစ်များကိုကိုကားပြီး Foreign Affairs အစီရင်ခံစာတွင် ပါကစ္စတန်နိုင်ငံဟာ ICBM တိုက်ချင်းပစ်ပေထိန်တုံးကြီးမျိုးစုံ ပြစ်လွတ်နိုင်သောဒုံးပြန်ရရှိပါကဝါရှင်တန်အစိုးရအနေဖြင့် ၎င်းနိုင်ငံကိုနျူကလ িয়ার ချိန်ချမှုဖြင့်တတ်မှတ်ရန်အခြားရွေးစရာမရှိ ဖြစ်လာမယ်လို့ဖော်ပြထားတယ်လို့သတင်းများကဆိုပါတယ်။အမေရိကန်ကာကွယ်ရေးဌာနဘင်ဂွန်ရဲ့ပြောကြားချက်အရပါကစ္စတန်နိုင်ငံဟာအမေရိကန်ကိုပင်ထိခိုက်နိုင်တဲ့နျူကလ িয়ার ဒုံးကျည်များဖွံ့ဖြိုးတိစောက်ခြင်းမှရှောင်ကျဉ်သင့်တယ်လို့သတိပေးထားတယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့အမေရိကန်နဲ့အစ္စရေးပေါ်အနိုင်ယူခဲ့တဲ့အတွက်ဂုံယူတယ်လို့အီရန်ကောင်ဆောင်ခါမင်းနီပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ဇီယွန်ဝါဒီအစ္စရေးပေါ်အနိုင်ယူခဲ့တဲ့အတွက်ဂုံယူဝမ်းမြောက်ကြောင်းအီရန်ဘာသာရေးခေါင်းဆောင်အယာတိုလာအလီခါမေနီကဇွန်လ26ရက်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားကြောင်းသိရပါဗျ။ဒေတာတွေမှာအမေရိကန်ရဲ့အကြီးမားဆုံး Azure Dyne Data Scan ကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ဇီယွန်ဝါဒီအစိုးရဟာအီရန်ရဲ့တိုက်ခိုက်မှုအောက်မှာကြေမွသွားခဲ့ရပြီလို့ခါမေနီကဆိုပါတယ်။စီယွန်ဝါရီအစိုးရကိုကဲ့တင်မှုအမေရိကန်ဟာစစ်ပွဲတွေကိုဝင်ရောက်လာပြီးမယ်လေတစုံတရာအောင်မြင်မှုမရခဲ့ဘူးလို့လဲခါမေနီကပြောပါတယ် အမေရိကန်နဲ့စီယွန်ဝါဒီအစိုးရပေါ်အောင်ပွဲရခဲ့တဲ့အတွက်အီရန်အတွက်ဂုဏ်ယူကြောင်းအယာတိုလာအလီခါမေနီကရေးသားထားတယ်လို့လည်းသတင်းများကဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့နတင်ယာဟုအပေါ်တရားစီရင်မှုဖြတ်ပြီးရန်ထရန်တောင်းဆိုတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နတင်ယာဟူကိုလူငင်းခွင့်ပေးဖို့ဒါမှမဟုတ်အာဂတိလိုက်စားမှုတရားစီရင်ရေးကိုဖျက်သိမ်းပေးဖို့အစ္စရေးကိုဇွန်လ25ရက်ကတောင်းဆိုခဲ့တယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။ နတ်တန်ယာဟုရဲ့တရားစီရင်ရေးကိုချက်ချင်းဖျက်သိမ်းသင့်တယ်။ဒါမှမဟုတ်အစ္စရေးနိုင်ငံအတွက်အများကြီးဆောင်ရွက်ပေးထားတဲ့အထင်ကရပုဂ္ဂိုလ်တဦးဖြစ်တာကြောင့်လူငင်းခွင့်ပေးသင့်တယ်လို့ထရန်ကသူ့ရဲ့ True Social မှာရေးသားထားပါတယ်။လက်စားမှုလိန်လယ်မှုယုံကြည်မှုချိုးဖောက်မှုတွေနဲ့ဆွဲချက်တင်ထားခံရတဲ့နတင်ယာဟုကို2020ပြည့်နှစ်မှာတရားစီရင်ရေးစတင်ခဲ့တာဖြစ်ပြီးနတင်ယာဟုကသူ့မှာအပြည့်မရှိဘူးလို့ရှောက်လဲထားပါတယ်။လာမယ့်တနင်္လာနေ့မှာနတင်ယာဟုကိုရုံးထုတ်မှာဖြစ်တယ်လို့သိရပါတယ်။ အစ္စရေးသမ္မတဆီမှာနတ်တင်ယာဟုကိုလူငင်းချမ်းသာဝင်ပေးနိုင်တဲ့အာဏာရှိပြီမဲ့လက်တလုံးမှာတော့အစီအစဉ်မရှိသေးဘူးလို့သိရပါဗျ။ထရန်ကနတ်တင်ယာဟုကိုစစ်တီလို့ညှဉ်းဆဲခဲ့ပြီးအမေရိကန်ကအစ္စရေးကိုကယ်တင်ခဲ့တယ်။အခုနတ်တင်ယာဟုကိုလည်းကယ်တင်မယ်လို့ထရန်ကပြောဆိုခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့အီရန်ယူဆက်ရုံကိုတိုက်ရင်ကတ်ဆိုးဖြစ်နိုင်တယ်လို့ IAEA သတင်းပေးတဲ့သတင်းဖြစ်ပါတယ်။ အီရန်နိုင်ငံတောင်ပိုင်းဘူချာမြို့မှာတည်ရှိတဲ့နျူကလ িয়ার ဆက်ရုံကိုအစ္စရေးတိုက်ခိုက်မယ်ဆိုရင်အရှေ့လေပိုင်းမှာနျူကလ িয়ার ကတ်ဆိုးတစ်ခုဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်လို့အပြည်ပြည်ဆိုင်ရာအနုမြူစွမ်းရင်အေဂျင်စီ IAEA အကြီးအကဲကတတိပေးပြောကြားလိုက်ကြောင်းသိရပါဗျ။အစ္စရေးကအီရန်ကိုတိုက်ခိုက်မှုတွေကြောင့်လောလောဆယ်ရေဒီယိုတက်တိကြွမှုဖြစ်ပေါ်တာတွေမရှိသေးပေမဲ့အထူးသဖြင့်ပူဂျာဆက်ရင်ကိုတိုက်ခိုက်ရင်ဖြစ်လာနိုင်တဲ့အန္တရာယ်မြင့်မားနေတယ်လို့အပြည်ပြည်ဆိုင်ရာအနုပြုဆိုင်အေဂျင်စီ IAEA အကြီးအကဲ Rafael Grofsi ကပြောကြားကြောင်းသိရပါဗျ။ အီရန်တာမိုင်းမှာတည်ရှိတဲ့ဘူချာနျူကလ িয়ার တပ်ပေါင်းဘူဟာအရှေ့လေပိုင်းရဲ့ပထမဆုံးအရက်ဖက်နျူကလ িয়ার စက်ရုံဖြစ်ပြီးနျူကလ িয়ার ပစ္စည်းတွေကီလိုထောင်နဲ့ချီရှိပါတယ်။အဲ့ဒီစက်ရုံကိုတိုက်ရိုက်ထိမှန်တာပဲဖြစ်ဖြစ်စက်ရုံကိုပေးပို့တဲ့လျှက်စစ်တအားလိုင်းထိခိုက်ပျက်စီးတာပဲဖြစ်ဖြစ်နျူကလ িয়ার အရေးပြောမှုဖြစ်လာနိုင်တယ်လို့ရာဖေဂရော့ဖ်စီကသတိပေးထားပြီးအဆိုအဆုံးဖြစ်လာရင်ဘူချာစက်ရုံနဲ့ကီလိုမီတာရာနဲ့ချီဝေးတဲ့ပေကင်ယာကို ပြောင်းရွှေ့ရေးညွှန်ကြားချက်တွေထုတ်ပြန်ဖို့လိုအပ်မယ်လို့လည်းပြောကြားကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။ ောက်ဆုံးတင်ဆက်ပေးမှာကတော့ယူကရိန်းဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးကိုဟန်ဂေရီကန့်ကွက်တဲ့သတင်းဖြစ်ပါတယ်။ယူကရိန်းဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးနဲ့ပတ်သက်လို့ဟန်ဂေရီအနေနဲ့ကန့်ကွက်ကြောင်းဝန်ကြီးချုပ်ဗစ်တာအိုဘန်ကဇွန်လ26ရက်ကကျင်းပခဲ့တဲ့ဥရောပကောင်စီထိပ်သီးဆွေးနွေးပွဲမှာပြောပါတယ်။ဟန်ဂေရီပြည်သူတွေရဲ့ဆန္ဒသဘောထားစစ်တမ်းကောက်ယူရမှာလေပါဝင်မဲပေးခဲ့သူတွေရဲ့60ရာခိုင်နှုန်းကကန့်ကွက်ခဲ့ကြောင်းဝန်ကြီးချုပ်ဗစ်တာအိုဘန်ကဆိုပါတယ် စစ်ဖြစ်နေတဲ့နိုင်ငံကိုအဖွဲ့တဲကိုဆွဲခေါ်တာဟာစစ်ကိုဆွဲခေါ်တာနဲ့အတူတူဖြစ်လို့ယူကရိန်းအဖွဲ့ဝင်ဖြစ်ရေးကိုလက်ခံဆွေးနွေးမှာမဟုတ်ဘူးလို့လည်းဗီတာအိုဗန်ကပြောသွားကြောင်းသိရပါဗျ။ယူကရိန်းရဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအောက်တိုဘာမှာကျင်းပမယ့်ဥရောပကောင်စီထိပ်သီးဆွေးနွေးပွဲမှာထပ်မံဆွေးနွေးမယ်လို့လည်းဘရက်ဆဲအခြေစိုက်သတင်းတွေကဖော်ပြထားကြောင်းသိရပါဗျ။